ရှင်ခီးသွားနေစေဖြစ်တဲ့ယထာရဇင်ကျွန်တော်တို့သတ်မှတ်ထားတဲ့အချိန်ဆိုတာတဖြည်းဖြည်းကုံဆုံးသွားနေပါတယ်ကုံဆုံးပြီးခဲ့တဲ့အချိန်တွေကိုပြန်မရနိုင်သလိုတွားရောက်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလို့ဆိုရမှာပါဒါပေမဲ့အခုတင်ပြမယ့်ယထာတစီကတော့စတင်ထွက်ခွာသွားကလေးကတောက်ွက်သွားခဲ့ပြီးကမ္ဘာနေရာအနှံမှာပေါ်လိုက်ပြောက်လိုက်ဖြစ်နေပါတယ်အဲဒီယထာဟာလွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀လောက်ကိုပြန်ရောက်သွားတဲ့အထောက်အထားမှတ်တမ်းကိုပါတွေ့ရပါတယ်1912ခုနှစ်ဇွန်လ14ရက်နေ့မှာဖြစ်ပါတယ် စနတ်တီယထာကွန်မဏီဟာသူတို့ရဲ့အထူးယထာတစည်းကိုအထက်ထက်တန်းတွဲတွေတဆင်ပြီးပြီးဆွဲခဲ့ပါတယ်။အီတလီနိုင်ငံမှာဖြစ်ပါတယ်။ယထာဟာသဘာဝလှပရှုခင်းတွေကိုဖျက်ဆီးပြီးအဲဒီခေတ်ကအခြေဆုံးဖြစ်တဲ့လွန်ပါရီတောင်ကို ဖောက်ထားတဲ့ဥမင်ကောင်လုံးကိုဖျက်ဆီးမှာဖြစ်ပါတယ်။ယထာရဲ့ခီးချင်းပထမပိုင်းနိုင်ရီတွေကအတမန်တိုင်းပဲရှုံးမှုခဲ့ပါတယ်။အမှန်တော့ခီးချင်းတွေကလည်းရှမ်းသာတဲ့လူကုန်တန်တွေဖြစ်ပြီးခီးချင်းတွင် ဆောင်ရွက်ပေးမှုဝန်ဆောင်မှုတွေကိုရှင်းမွန်ကြပါတယ်။ သူတို့ကပြောနေကြတာပါဒါပေမဲ့အရာရာဟာဥမင်လိုင်ကောင်းကိုဖျက်တမ်းနေတဲ့အချိန်မှာပြောင်းလဲသွားတယ်ဥမင်လိုင်ကောင်းလည်းဝင်သွားပြီတစ်ဖက်ကိုဘယ်တော့မှထွက်မလာတော့ပါဘူးဥမင်ရဲ့တစ်ဖက်ပေါက်မှာစောင့်ဆိုင်နေကြတဲ့လူကြီးဟာရရထွက်မလာလို့စိတ်ပြတ်သွားကြပါတယ်အချိန်ကြာလာတာနဲ့အမျှအထင်ကြီးတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်ယတာဟာမတော်တဆမှုဖြစ်ပါသလားအတားစီနဲ့တိုက်မိလို့ယက်တက်နေသလားအဲ့ဒါဖြစ်ပေါ့အနာပိုင်တွေကရှင်းရှင်းဆိုသလိုပဲစုံစမ်းဖို့အဖွဲတစ်ဖွဲစုစည်းလိုက်ပါတယ်ပြီးတော့ဥမင်တွေကိုလွှတ်လိုက်ပါတယ် ဥမင်တစ်ချောင်းလုံးသူတို့ဟာယထာရဲ့အကျိအရာကိုမမြင်ရတဲ့အပြင်ယထာမောင်းသူခီးတဲ့ဘယ်တဝူတယောက်ကိုမှမတွေ့ရပါဘူးမျက်မြင်သက်သေတွေအများအပြားကလည်းယထာဟာဥမင်တွေကနေပြန်ထွက်လာတာမတွေ့ရဘူးလို့ဆိုကြပါတယ်အာနာပိုင်တွေလည်းအထက်ထက်စစ်စီးပြီးနောက်ဆုံးမှာယထာဟာဥမင်ထဲမှာပြောဆုံးသွားကြအောင်တွန်းရုံနဲ့တက်နိုင်ပါတော့တယ် ဒါပေမဲ့ယထာနဲ့ပတ်သက်တဲ့ပဟိရိတွေကအခုမှဆလာပါတော့တယ်။ဒီဥမင်ကိုဒုတိယကြိမ်ဖြတ်သန်းခုမောင်းတဲ့ယထာတကြီးဟာဥမင်ထဲမှာငူးဝင်နေတဲ့ခီးတန်းယောက်ကိုတွေ့ရှိခဲ့ဆယ်နိုင်ခဲ့ပါတယ်။သူတို့မှာပေါင်းတဲ့ထိုင်ရာအသေးစားတွေရရှိထားပါတယ်။သူတို့နှစ်ယောက်ကပြန်ပြောပြရမှာတော့သူတို့ဟာယထာဘုံမှာချင်းမပြတ်နိုင်တဲ့ထူးဆန်းသောအဖြစ်အပျက်တွေဖြစ်နေခဲ့ပြီးသူတို့ဟာယထာဘုံကခုန်ချခဲ့ကြတယ်လို့ဆိုပါတယ်။ယထာဟာဥမင်ထဲကိုအဝင်မှာမြူတို့လိုအငွေတွေဟာယထာကိုဖုံးသွားပြီး ကျောက်ဆရာအတန်းတွေကိုလည်းကြားခဲ့ရတယ်လို့ဆိုပါတယ်။နောက်ထပ်သူဆန်းနာကတော့မော်ဒီနာမှာရှိတဲ့ဖုန်ကြီးတစ်ပါးရဲ့လွန်ခဲ့တဲ့နှစ်၄၀၀လောက်ကအမှတ်တမ်းဖြစ်ပါတယ်။ သူ့မှတ်တမ်းမှာရေးထားတာကတော့တတုလုံးချီကြီးထဲမှာစုလိုက်ပြုံလိုက်စီးနှင်းလိုက်ပါလာတဲ့ထူးဆန်းတဲ့အဝတ်အစားတွေနဲ့လူတစုကိုတွေ့ရှိခဲ့တယ်ဆိုပါတယ်။နောက်တစ်ခုကမစီကိုကဆရာဝန်တယောက်ဟာအီတလီလူမျိုးထူးဆန်းတဲ့အဝတ်အစားဝတ်ထားသူတရလေးဦးကိုဆေးကုပေးလိုက်တဲ့ဆိုတဲ့သတင်းမှာသူတို့ကအီတလီနိုင်ငံရောမမျိုးကလာတဲ့ခီးတယ်တွေလို့ပြောပါတယ်။ယထာနဲ့လာခဲ့ကြတာလို့ပြောပါတယ်။သူတို့တွေကတယောက်ဟာ1989ခုနှစ်ထောက်တိကရဘူကိုကင်ထားပါတယ်။ 1955ခုနှစ်မှာလေဒီရတာဟာယူကရိန်းနိုင်ငံကအဘလီရှိဘူရာမှာခီးတထောက်ဝင်လာပါသေးတယ်။လူ့သမားတယောက်ကယတဟာယုတ်တိရဲ့ဘေကလာမဲမကြီးပေါ်လာပြီး ပြန်ထွက်သွားပါတယ်တဲ့ဒီနောက်ပေါ်မှာချက်တွေတင်ထားတာတော့မြင်လိုက်ရတယ်ဆိုပါတယ်1955ခုနှစ်ကုန်လောက်မှာဒီရထားကိုခီးကြိတ်တွေနဲ့အတူပုံမျိုးအိန္ဒိယမှာတွေ့ခဲ့ရပါသေးတယ်1992ခုနှစ်မှာတော့ပေါ်တာဘာမျိုးယူကရိန်းမှာတွေ့ကြတယ်လို့ဆိုပါချမ်းသောတွေ့ရှိမှုတွေကလည်းထွက်ပေါ်နေသေးပါအဲ့ဒီရထားကိုရူမေးနီးယားရုရှားဂျာမနီတို့မှလည်းတွေ့ခဲ့ကြပါတယ်ဒီကတူညီတဲ့ဆက်ကတော့ယထာနန်းရှိတဲ့နေရာတွေမှာသာတွေ့ကြရတာဖြစ်ပါတယ်။မြန်မာလူမျိုးတချို့ကလည်း ပြည်နယ်နှင်းပလဲဘူးတာကိုရောက်လာကြသေးတယ်လို့လည်းဆိုပါတယ်ဒီဗီဒီယိုကြည့်ရှုသူတွေကရောကီလိုတူးတဲ့ကြီးမားတဲ့ရထားတွေတိကအချိန်နေရာတွေကိုခုံမင်ကျော်လွှားနိုင်တယ်ဆိုတာလက်ခံနိုင်မှာမလားဒါပေမဲ့မှတ်တမ်းတွေကတော့ကြာရှိနေတာဖြစ်လို့ပေဟီရီတပုတ်တာခင်နေသေးပါလို့ဆိုရပါတယ်မူရင်းရေးသားသူကို credit ပေးပါတယ်